ီနေ့တရက်ကုန်ဆုံးသွားပြီဗျာကျွန်တော်နေ့တိုင်းဗီဒီယိုတင်ဖို့ကျွန်တော်ကြိုးစားပေးမယ်ကျွန်တော်အချိန်မရဘူးအချိန်မရတော့အခုချိန်ကြာမှာပဲစပြီးဒီ recording လေးလုပ်နိုင်နေပေါ့နော်အဲ့တော့စက်တနာရီအောင်ခွဲနေပြီခင်ဗျားတို့ဘာတွေပြီးသွားပြီလဲဘာတွေရသွားပြီလဲဘာတွေလုတ်ခဲ့ပြီပြီလဲမနေ့ကကျွန်တော်ဗီဒီယိုတင်တဲ့အချိန်နဲ့စပြီးဒီနေ့ထိဆိုရင်24နာရီလောက်ရှိသွားပြီအဲ့တော့ဒီနေ့တနေ့ကဘာတွေအကျိုးရှိတာလုပ်ပြီးသွားပြီလဲဘာတွေရပြီးသွားပြီလဲအဲ့ဒါ key ပဲဒီဗီဒီယိုမှာကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာကကျွန်တော်ကတော့ဖြင့်အောင်မြင်အောင်တစ်ခုမဟုတ်တစ်ခုလုပ်တော့မယ် ကျွန်တော်ကတော့ဖြင့်စိတ်ပိုင်းဖြတ်လိုက်ပြီးကျွန်တော်ကတော့ဖြင့်လမ်းကြောင်းတစ်ခုပေါ်ကိုရှောက်တော့မယ်အောင်မြင်အောင်တစ်ခုလောက်တော့မယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်လိုက်ခင်ဗျာဘာလုပ်ပဲလို့လို့မက်တစ်ကစိတ်အင်အားပဲစိတ်ကငါလုံးနိုင်တယ်ငါရရမယ်ဒါငါ့အတွက်တည်ချရတယ်ဆိုတော့အရာကိုဆုံးဖြတ်လိုက်ဖို့လိုတယ်အဲ့ဒါနံပါတ်1ပဲစိတ်မပါဘူးနဲ့ဘာမှလုံးလို့မရဘူးနံပါတ်2ကပါလဲဆိုရင်ကျွန်တော်မှဘာမှမရှိဘူးကျွန်တော်မှအဲပတ်စံလည်းမရှိဘူးဖုန်းလည်းမရှိဘူးကွန်ပျူတာလည်းမရှိဘူးဘာမှမရှိဘူးဆိုပေမဲ့လူတိုင်းစီမှာဘာရှိလဲဆိုရင်အချိန်ရှိတယ်အဲ့ဒီအချိန်က အလကားတုံးလို့ရတယ်။တန်ဖိုးထားပြီးတုံးလို့ရတယ်။အဲ့တော့အချိန်ဆိုရဲ့သဘောသဘာဝကလည်းဒီကနေ့ဆန်းကျဲတယ်။အချိန်နေကကျွန်တော်တို့ဘိုးစင်ပေါင်းဆက်ကကြံစစ်ထားလက်ထက်ကလည်းရှိတဲ့အချိန်ဆိုတာဟုတ်လွန်ခဲ့တဲ့ဒိုင်နိုဆောခေတ်ကလည်းအချိန်ရှိရဲ။အဲ့တော့ကျွန်တော်တို့မှာရှိတဲ့အချိန်ဆိုတာကျွန်တော်တို့ရဲ့တက်တန်းကျွန်တော်တို့လက်ကျန်တက်တန်းအော်ခင်ဗျားတို့တော့တွက်ဖူလားမတွက်ဖူလားမသိဘူးကျွန်တော်တို့တွက်ဖူတယ်ငါဘနနနာရန်သေးတယ်ငါအသက်60ဒီအသက်ရှင်မယ်ဆိုရင်ဘနနနာရန်သေးတယ်ငါနောက်ထပ်70နှစ်ပဲအသက်ရှင်မယ်ဆိုရင်ငါဘနနနာရန်တယ် ်နဲ့ဘယ်နဲ့ရက်ကြံနေစသဖြင့်ကျွန်တော်တို့တဖူပဲကိုအချိန်ပေးတဲ့အရာကြီးထွားလာတယ်ကိုအချိန်ပေးတာက negative တွေပုံမှာပဲအချိန်ပေးတယ်ကျွန်တော်တို့မဖြစ်နိုင်ပါဘူးကျွန်တော်တို့မလုပ်နိုင်ပါဘူးကျွန်တော်တို့ဘာမှမရှိပါဘူးစသဖြင့် negative ပုံမှာအချိန်ပေးရင်ကြီးထွားလာတဲ့အရာ negative ပဲမကောင်းတာကြီးကြီးထွားလာတယ်ကောင်းတာပုံမှာအချိန်ပေးရင်ကြီးထွားလာတာကောင်းတဲ့အရာကြီးပဲအဲ့တော့ကျွန်တော်တို့အခုမှသိတဲ့သူတွေအခုမှတွေ့ဘူးတဲ့သူတွေဆိုရင်ကျွန်တော်ပြန်မိတ်ဆက်ပေးမယ် next chapter channel ကိုကျွန်တော်တိစောက်ထားရတဲ့ကိုနေလို့ခေါ်ကြတယ်တကယ်ချင်းနေကမိတ်ဆွေတွေကလည်းကျွန်တော်ကိုနေလို့ခေါ်တယ် ခင်ဗျားတို့လည်းတော့မှမရှိဘူးတပြားမှလည်းမရှိဘူးဆိုရင်ကျွန်တော်ပေါ်ပင် website တွေလို YouTube တွေလို Facebook တွေမှာလည်းမဟုတ်ဘူးကျွန်တော်အဲ့ရပတ်စံချာနေရလည်းမဟုတ်ဘူးတကယ်အနှစ်သာရဖြစ်တဲ့ solid တွေကိုကျွန်တော်ဒီမှာပြန်ပြီးမျှဝေနေတယ်ကျွန်တော် education ဘက်မှာဗာထပ်ပါလဲဆိုရင် AI နဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်တို့ AI ခင်မှာ AI ဆိုတော့ဘယ်မှမသိလို့မရဘူးဒါပေမဲ့စိတ် message ပိုင်းဖြတ်ပြီးရင်လုံးဝမလျှော့နဲ့ငါဒါလုပ်မယ်ငါဒါပြောမယ်တကယ်ချင်းငါမင်းစီလာလဲမယ်မနေ့ပြန်တော့ကျွန်တော်ဖုန်းဆက်လိုက်မယ်ဆက်စပြီးပြောပြရင်တကယ်ဖြစ်အောင်လိုက်လို့ အဲ့ဒါလုံးဝပြောင်းလဲရမယ်အလေးချင်မယ်အမှန်ရင်အရင်ဆုံးတစ်ခုရှိတော့ဖြစ်နိုင်တာပေါ့ဒါပေမဲ့လည်းကိုပြောပြင်ပြောတဲ့အတိုင်းလုပ်ကိုလုပ်နိုင်ရမယ်စိတ်ကိုပြင်အောင်ပြင်ရမယ်နံပါတ်2ကဘာလဲဆိုတော့အချိန်ကျွန်တော်ဒီလိုလေးအကြံပြင်ခွဲခြားပေးထားရပေါ့ဗျာနော်တတိတနေ့ကော့ကိုဘလို့အချိန်သုံးမလဲဆိုတော့ကော့ကိုစုံဖြတ်ကြပါတော့နံပါတ်1ကလူတိုင်းနေတိုင်းအိတ်ရတယ်ဘယ်နှနာရီအိတ်မလဲအနည်းဆုံး9နာရီလောက်အိတ်မှအုံနောက်ကလည်းလန်းဆန်းနေအဲ့တော့အိတ်ချိန်ကတော့အပြည့်အဝယူပါမအိတ်တာမျိုးမလုပ်နိုင်ပါတော့ အကျွန်တော်ဆိုရင်လောဘကြီးပြီးတော့ည7:00ကနေကျွန်တော်ဆိုရင်မနက်2နာရီလောက်ထိကကျွန်တော်တို့လေ့လာတဲ့အချိန်ဆိုရင်ဒီကလေးကြိုင်တောင်းရတယ်လေနောက်တစ်ခုကမဖြစ်မနေပါတင်တာကစာဖတ်ချိန်စာဖတ်ဟုတ်ပါ့မယ် line မော်ပဲဖတ်ဖတ်ဟိုဘေးရပဲဖတ်ဖတ်အကျိုးရှိတဲ့စာဖတ်ရမယ်နောက်တစ်ခုက learning အစ်တတီအကုန်လုံးအခုလိုဗီဒီယိုကြည့်နေတာမျိုးအခုလိုကျွန်တော်လည်း live ပါပြီးလေ့လာနေတာမျိုးဒါမျိုးတွေလောက်ကိုလောရမယ်ကိုမသိသေးတဲ့ tools တွေ AI ဆိုရင် AI company တွေမိုးလင်းတာနဲ့အစ်တတွေကြီးပဲပေါ်နေတာကြီးပဲအဲ့တော့ကျွန်တော်တို့အများကြီး live မြည်အောင်လုပ်ရမယ်အဲ့ဒါမှသူများထက်တာနေမှာဟုတ်နှာတစ်ဖြားမဟုတ်အများကြီးတာနေအောင်လုပ်ရမှာဟုတ်နောက်တစ်ခုကျမ်းမာရေးပေါ့နော် exercise ကျမ်းမာရေးကအနည်းဆုံးလမ်းလျှောက်တာပဲဖြစ်ခုံတာပဲဖြစ်ရေမချိုးခင်လုပ်တာပဲဖြစ်ဖြစ်အဲ့ဒါကလည်းကိုယ့်ရဲ့ body ကိုယ့်ရဲ့ခန္ဓာကိုယ်ကို maintain နေရမယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ပုံမှန်လုပ်နေကြအလုပ်ကိုယ်ပုံမှန်ရုံးသွားရတဲ့အလုပ်တွေအားလုံးကိုတကယ်တမ်းတော့ရုံးချင်8.8နာရီခွဲပေါ့နော်ရုံးသမားတွေကတော့ပို့ပြီးတော့ခက်ခဲခြင်းခက်ခဲမယ် ဒါပေမဲ့ရုံးချင်ပုံမှာလည်းအာယုံပြီးအာယုံဆိုင်ပြီးတော့သူများလာစာယူထားတဲ့အတွက်သူများစေတနာပါပါလုပ်ပေးရမယ့်အချိန်တစ်ခုကလည်းတက်မှတ်ပေးရမယ်။နောက်တစ်ခုက meeting နဲ့ call စီပါနေတယ်။အဲ့ဒါတော့ဟိုတချို့မှာရှိချင်မှရှိအောင်မယ်။ကျွန်တော်ဆွေးနွေး client အနေနဲ့စကားပြောတာရှိတယ်။ meeting နေတော့နေတိုင်းကျွန်တော်အများကြီးရှိတယ်ဗောဗျာ။နောက်တစ်ခုကတော့ကျွန်တော်ကဒီ content work ဒီမှာကျွန်တော်အချိန်တစ်နာရီနှစ်နာရီအများဆုံးပဲပေးတယ်။ဟို Facebook ဆရာကြီးလည်းမဟုတ်ဘူး YouTuber လည်းမဟုတ်ဘူးဟို Blogger လည်းမဟုတ်ဘူးဗျာအဲ့တော့ကျွန်တော် editing တွေကောင်းကောင်းမလုပ်နိုင်အောင်ကျွန်တော်ကြုံရင်ကြုံတယ်လို့ဒီလိုပဲပြလိုက်တာပဲအမြင်ရဖို့အရေးကြီးတယ်အဓိကအချက်အလက်ကိုရဖို့အရေးကြီးတယ်အဗီဒီယိုလှနေဖို့လည်းမလိုဘူးအဲနောက်တစ်ခုကအရေးကြီးရယ် family time ကိုမှမိသားစုရှိတယ်တယောက်ပဲရှိရှိနှစ်ယောက်ပဲရှိရှိတမိသားစုလုံးပဲရှိရှိမိသားစုကတနေ့ကိုနည်း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 လေးစီအချိန်ပေးပါအစုနဲ့ချိန်ရှိခိုင်းမှာ ချစ်ချစ်ခင်ခင်နဲ့နေပြီးတော့ပျော်ရွှင်စရာအချိန်တွေအကုန်လုံးဖျက်ဆီးဖို့အတွက်နေ့စဉ်အချိန်တစ်ခုအောင်ပေးဖို့ပေးရမှာမပေးလို့မရဘူး။နောက်ကစားချိန်တောက်ချိန်ပေါ့ဗျာ။နောက်တစ်ခုဘာကြောင့်ကျွန်တော်ထည့်ထားရလဲဆိုတော့ planning ပေါ့။ planning ကငါဘာလုပ်မှာငါမနေ့ပြန်ဘာလုပ်မှာငါဒီတစ်ပတ်ဘာလုပ်မှာငါဒီတစ်လလုံးဘာလုပ်မှာဆိုတဲ့ဟာကိုကျွန်တော်ဆိုရင်တော့မိနစ်30နဲ့မရဘူး planning ကိုကျွန်တော်ဒီတက်အချိန်အများကြီးပေးတယ်။ဘာကြောင့်လဲဆိုတော့အလုပ်တစ်ခုခုမှာအကြအဆုံးကိစ္စ planning ပဲ။ဟို season ဆွဲတာအကြအဆုံးပဲ။ season ဆွဲပြီးတော့ရင်လောက်ရတာအရင်တွေ့တယ်။ မျိုးရဲကိုဈေးသွားဝယ်မယ်ဆိုတဲ့ကိစ္စအားစငါပဲကောင်းငါမှာဘယ်သူနဲ့ငါမှာဖဲချင်းသွားမှာဘာဝယ်မှာဘယ်လိုဝယ်မှာဘယ်လိုပစ္စည်းဘယ်လိုတင်ပြီးတော့ဘယ်လိုပြန်လာမှာအဲ့ဒါအကုန်လုံး planning မှာပဲကြာတာတကယ်ထလုပ်လိုက်တဲ့ကိစ္စအဲ့လိုတော့ကြာချင်မှကြာတာဒီတိုင်းလိုက်လုပ်စရာအတိအကျလိုက်လုပ်စရာမလိုဘူးဒါကကျွန်တော်ရည်ပုံရတာကျွန်တော်ပြောထားတာဒါပေမဲ့တိကျချက်တစ်ခုကတော့မိမိရဲ့အချိန်မိမိရဲ့စိတ်ပိုင်းဆိုင်ရာတော့လုံးဝဆုံးဖြတ်ပြီးသားဖြစ်ရမယ်အဲ့တော့မနေ့ကနေဒီနေ့အချိန်ထိမှာ24နာရီကျော်ကြာသွားပြီးသားဖြစ်သွားပြီခင်ဗျားတို့ဘာတွေလေ့လာပြီးပြည့် ဘာတွေရပြွားရည်လဲအခုချိန်ဒီဘာတွေလောက်ထားလဲနောက်ထပ်ဗီဒီယိုတွေကြာရင်ဒီနေ့တော့ဖြင့်ဘယ် scale ကိုတင်ပါဒီနေ့တော့ဖြင့်ဘယ် scale ကိုတင်ပါစသဖြင့်ကျွန်တော်ဗီဒီယိုလေးတစ်ခုချင်းစီအဲလုတ်ပေးသွားမယ်ဒီနေ့ကျွန်တော်တို့5ရက်6လရောက်လာပြီ2025ဒီနှစ်ကုန်မှာငါဘာဖြစ်ရမှာလဲဒီနှစ်ကုန်မှာခင်ဗျားဘာဖြစ်ချင်တာလဲဒီနှစ်ကုန်မှာဘာဖြစ်အောင်လုပ်ကြမှာလဲဆုံးဖြတ်ချက်တွေအရင်ချတော့